2025 PUBG Mobile ရဲ့နောက်ဆုံး update လာမယ့် version 4.0နဲ့ပတ်သက်ပြီးမှ PUBG Mobile ဘက်ကနေစတင်ပြီးမှ tease လုပ်နေဖြစ်ပါတယ်။ဒီနေ့မှရှိမယ်ဆိုရင်တော့ version 4.1ရဲ့ beta version ထွက်ရှိလာဖို့ရှိပါတယ်။ကျွန်တော်လက်ရှိ video လုပ်နေတဲ့အချိန်ထိတော့ဒီရဲ့ beta ကိုတွေ့မြင်ရတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့တေချာပေါက်ဒီညနေချိန်ကြီးမယ်ဆိုရင်ပထမအဦးဆုံး beta ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီ update မှာကြီးမယ်ဆိုရင်တော်တော်လေးကိုကြီးမာတဲ့ပြောင်းလဲမှုတွေနဲ့အတူဘလို့ပုံစံ event mode လာမလဲ။ဒါကိုလည်း PUBG Mobile ဘက်ကနေ official ချပြလိုက်ပြီးဖြစ်ပါတယ်။ event နဲ့ဝင်ပြီးပါအဲ့ဒါပြီးအောက်မှာကြီးမယ်ဆိုရင် version 4.1 Taiwan News ဆိုမှရှိပါတယ်ဒီမှာနှိပ်လိုက်ပါဒီရဲ့ email ကိုလည်းတကယ်ချင်းတော့လုံးဝ free အပိုင်းရရှိမှာဖြစ်ပါတယ်ဂူးဆိုတာနှိပ်လိုက်ပါဒီ event အချိန်ကိုကြည့်ရမယ်ဆိုရင်တော့9ရက်17လနေ့6ရက်17လထိသွားမှာဖြစ်ပါတယ်ဒီရဲ့ပုံမှာဘာတွေဖော်ပြပေးထားလဲပေါ့ဗျာတကယ်ချင်းတော့ခက်မှန်းရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ဒီရဲ့ပေါ့ဗျာ Timo version 4.0ရဲ့ပတ်ဝန်းကျင်ကဘယ်လိုပုံစံလဲဆိုမှပြောထားတာမျိုးရှိပါတယ်ဒီခါပေါ့ဗျာ winter update ဆိုတော့စောင်းရသည်ဆိုတာသိကြပါတယ်ချော်ဒီမှာတစ်ချက်လောက်ကြည့်ရမယ်ဆိုရင်တော့ Polar Ice and Snow ပေါ့ဗျာနောက်တစ်ခုကတော့ Enhanced Forest နောက်တစ်ခုကတော့ Misty Deep Sea ပေါ့ဗျာဒါကတော့ snow ပဲဖြစ်ပါတယ် နေမဲ့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီပထမတစ်ခုကိုယူပြီးမှ submit လုပ်လိုက်ပါရင်ပြ Okay ဆိုလုပ်လိုက်ပါမယ်ဒီမှာကြည့်မယ်ဆိုရင်တော့အပြင်မှန်သွားပြီဖြစ်ပါတယ် Okay ဒီ token ကိုရရှိသွားပြီဖြစ်ပါတယ်ဒီလိုပုံစံဟင်းနေပေါ်ရ15ရက်10လ22ရက်10လပေါ်30ရက်10လရှန်တွေးမြင်ရမှာဖြစ်ပါတယ်ဒါပေါ်ပြ beta မှာ update လာမယ့်နေ့တွေကိုသူကပြထားတာဖြစ်ပါတယ်နောက်တစ်ခုကအောက်မှာကြည့်မယ်ဆိုရင် eliminate five enemy classic mode ဒါတော့ classic mode ဝင်ရင်သူ9ယောက်ကိုရှင်းလိုက်တယ်ဆိုရင်ဒီ token ကိုရရှိမှာဖြစ်ပါတယ် token တွေရသွားတာနဲ့အများပေါ်ရတကယ်ကျိုးအောက်မှာကြည့်ကြည့်ပါ reward တွေဖော်ပြပေးထားရှိပါတယ်နောက်ဆုံးတကယ်ကျိုး token ရှစ်ခုရလိုက်တယ်ဆိုရင်တော့ pistol group ပေါ်ပြဒီ ရဲ့ချို emote ကိုလုံးဝ free ပိုင်ရရှိမှာဖြစ်ပါတယ်ကြည့်ကြည့်ပါ emote ပုံစံနဲ့ဒါတော်တော်လေးကိုမိုက်ထားမျိုးရှိပါတယ် emote ကတူတူလေးမဟုတ်ပါဘူး emote ကရှိလဲရှိပါတယ်လုံးဝ free ပိုင်ရရှိမှာဆိုတော့ဒီ emote ကိုယူဖို့တော့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒီရဲ့ချို version 4.1မှာပေါ်ရဘလို့ပုံစံ feature တွေတွေ့မြင်ရမလဲဒါနဲ့ပတ်သက်ပြီးတစ်ချက်လောက်ပြောကြည့်ကြည့်အောင်ဗျာပထမတစ်ခုကိုကြည့်ရမယ်ဆိုတော့ classic ပေါ်ဗျာ classic မှာပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ် portable look great ပေါ်ဗျာရန်သူကိုရှင်းပြီးမှရန်သူရဲ့ဒီပုံးကိုဗျာထမ်းပြီးမှကျွန်တော်ယူသွားလို့ရတာမျိုးရှိပါတယ်ဒီ feature ကိုကြည့်ရမယ်ဆိုရင်တော့ PUBG ီပေါ့ဗျာဒီတရုတ်ဘာရှင်မှာထွက်ရှိတာနည်းနည်းကြာခဲ့ပြီဖြစ်ပါတယ်ရန်သူတွေဘာတွေရှင်မှာရန်သူရဲ့ပုံကိုထမ်းပြီးမှပေါ့ဗျာစိတ်ဖြစ်တဲ့နေရာမှာသွားရင်မှာဒီပုံတွေဘာတွေရပစ္စည်းတွေဘာတွေကောက်လို့ရတာမျိုးရှိပါတယ်ဗျာမိုက်ပါတယ်မစိုးလို့ပြောလို့ရပါတယ်နောက်တစ်ခုအောက်မှာကြည့်ရမယ်ဆိုရင်တော့ weapon ပေါ့ဗျာတနက်တီမှာကြည့်မယ်ဆိုရင်ပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ်တနက်တီလို့ဘာကြောင့်ပြောရလဲဆိုတော့ဒီမှာကြည့်ရမယ်ဆိုရင်တနက်ပုံတွေအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ် large scale fire arm improvement ပေါ့ဗျာဒီမှာတနက်အများကြီးမှာပေါ့ဗျာတကယ်ကျွန်တော် matter ပြောင်းလဲမှုတွေတွေ့မြင်ရမယ်လို့ထင်ပါတယ်ဘလို့ပုံစံပေါ့ဗျာ pubg mobile ဘက်ကနေပြောင်းလဲ ဲမှုတွေလုံမလဲပေါ့ရာစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးဒီရဲ့ short gun meta ကို PUBG Mobile ဘက်ကနေဖြုတ်ချလိုက်မလားဘလို့ပုံစံသွားမလဲပေါ့ရာဒါတော့ထွက်ရှိလာတဲ့အခါတီးရမှာဖြစ်ပါတယ်ဒါပေမဲ့တေးကြတာတော့တနက်အများကြီးမှာပေါ့ဗျာတူတက်မှုတွေတွေးမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုအဓိက event အချိန်အောင်ရှိရမယ်ဆိုတော့ Polar ICT ပေါ့ဗျာလုံးဝဒီတစ်ခါ update က winter update ဆိုတော့ဒီရဲ့ကျွန်တော်နင်းနေရေခဲတွေကောင်းကောင်းတွေးရမယ်ဆိုတာတေးကြပါတယ် event တွေကလည်းတော်တော်လေးကိုမိုက်မယ်ဆိုတာတေးကြပါတယ်ဗျာဒီနေ့ကျွန်တော် update လာမှာဆိုတော့ဒီနေ့ကျရင်တော့တီးရမှာဖြစ်ပါတယ်ဘလို့ပုံစံလာမလဲပေါ့ဗျာနောက်တစ်ခုကျတော့အောက်မှာကြည့်ရမယ်ဆိုရင်ဒီရဲ့ character နဲ့မှာ ပေါ့ဗျာညာဘက်မှာကြီးကြီးကြီးပါဒီအသေးပုံလိုပုံစံပေါ့ဗျာ health ကိုသူကပြောတာဖြစ်ပါတယ် healthy ဘာတွေတူးသွားတဲ့ပုံစံဖော်ပြပေးတာရှိပါတယ်ညာဘက်ချမ်းမှာကြီးကြီးရမယ်ဆိုရင်တော့ weapon တစ်ခုလိုပုံစံပေါ့ဗျာဒီကောင်းတော့ရှော့ဘာကိုပြောချင်တာလဲဒါနဲ့ပတ်သက်ပြီးမှာတော့ confirm ပြောလို့မရပါဘူးဗျာအဝေးကနေကိုယ့်အဖွဲ့တငယ်ချင်းတွေကိုစီးတွေဘာတွေကုပေးလို့ရလာပေါ့ဗျာဘယ်လိုပုံစံလာမလဲဒါချော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ညာဘက်ချမ်းမှာကြီးရမယ်ဆိုရင်တော့ဒီမှာ vehicle လို့တွေးမိဟာတာမျိုးရှိပါတယ်ကြီးကြီးကြီးပါဒီရဲ့ပေါ့ဗျာ ice plus store လို့ပြောရမှာဒီကောင်းနဲ့ပြစ်လို့ရတာမျိုးလည်းရှိပါတယ်ဒီကောင်းစီမှာ travel လေးလို့လို့ရပါတယ်ဗျာဒီပုံစံပေါ့ဗျာ beta lavi ဆို တော့ကျွန်တော်ဘယ်လိုပုံစံ vehicle လေးလဲဒါကိုလည်းကျွန်တော်အမြန်ဆုံးသိရတော့မှာပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုတင်ပြီးပါမယ်ဗျာနောက်တစ်ခု company နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ penguin ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင် vehicle အနေနဲ့အသုံးပြုလို့ရမလားဒါမှမဟုတ်ဒီကောင်ပေါ်ရ battery အနေနဲ့လာမလားပေါ်ရဒါလည်းချက်လောက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာတငယ်ချင်းတို့ရော်ဒီရဲ့လာမယ့် update version 4.1နဲ့ပတ်သက်ပြီးမှ blog ထိမှစိတ်လှုပ်ရှားနေလေ blog ထိမှစိုးကျင်နေလေပေါ်ရ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒီရဲ့ beta version နဲ့ပတ်သက်ပြီးမှလည်းကျွန်တော် download လုပ်ပြီးမှပေါ်ဗျာအမြန်ဆုံးကျွန်တော်ဘယ်လိုပုံစံ bari တွေ့မြင်ရလဲဒါနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယို တင်ပေးပါမယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ